ဓမ္မစတိုရီဟက်ချန်နယ်ကနေကြိုဆိုပါရစေ။စိတ်ဝင်စားကြ။ audio book လေးများကိုတစ်တင်နိုင်ငါးဆင်နိုင်မှုအတွက် channel လေးကို subscribe လုပ်ပေးသွားကြပါဦးခင်ဗျာ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ယခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဆရာမင်းလူရေးသားထားတဲ့ emoji လက်ချံစာအုပ်တဲကနေပူမိုးရွာသူတို့ကိုသူတို့အတက်ပြားအုပ်စုဟုခေါ်ကြသည်။ဘိုးရှိရှိကနမေကျော်သူပါတခိုးကြီးအတက်ပြားကိုအားကြပြီးမဲ့ခေါ်တာခြင်းဖြစ်သည် ခါကောခပိုင်နိုင်များဒါကောသံပြားများလို့ပင်သူတို့ဒီလေဥပရိဗေမကလူများဖြစ်သည်တို့ရတွင်တအုပ်စုနှင့်တအုပ်စု မစည်းယုံမိကြချေတကယ်တော့လေလူစိုးတခုဆိုသူများသည်တခါတည်းရန်ကိုကိုကိုပင်တစ္ဆာဖောက်ခြင်းဖောက်တတ်သူများဖြစ်ရာတခြားအုပ်စုတွေနဲ့စည်းယုံမှုရှိဖို့မလွယ်ချေတို့ကြောင့်ပင်သူတို့ကိုဥပရိပတ်တော်သားများကအမြဲနိုင်ရနေခြင်းဖြစ်သည်သူတို့တွေအချင်းချင်းမယိုင်းပင်ခြင်းကလည်းလူကောင်းသူကောင်းတို့အဖို့ ကံကောင်းနေခြင်းဟုသူစားမိဖြစ်၏တပြားရိကသူတို့သာလူချင်းရှင်၍တည်ရဲသူများဖြစ်၍တတိရှိသူများဖြစ်သည်ခပိုင်းနိုင်များသည်လူလစ်တွင်နာနိုင်ရကြသည်တကူများကအိပ်ပျော်နေသောလူများ၏ပစ္စည်းကိုယူခြင်းဖြစ်၍တဲဘောနေသူများဟုဆို၏ခပိုင်း၌သူများကလည်းမိမိတို့သည်အနိုင်ခံသည့်သူနှင့်ပညာချင်းမြိုင်၍အယယူခြင်းဖြစ်သည်ညများရေလိုလက်နက်အာမကိုတကူရေလိုလည်းညမောင်ကိုအကာအကွယ်ယူသူများမဟုတ်ဟုခြေပါကြသည် ။တကိုးတွေကလည်းတပြဆိုဒီမှာလမ်းနမဲ့သူများကိုအကြောင်းမဲ့တတ်တဲ့အနိုင်ကျင့်ခြင်းဖြစ်သည်။လူတတ်တတ်သည်။ခပိုင်းနိုင်များကအစင်တန်းနေသည်။အုပ်စုလိုက်တောင်းကျန်တတ်သည်။မိမိတို့လိုတကိုးတော်မစွန်စားရဲ့အခိုင်အခန့်ကာရန်ထားသောအိမ်များတဲ့သို့ပင်နာသားပပထိုးပေါဝင်ရောက်နိုင်သူများမှာမိမိတို့သာဖြစ်၍ဂုံယူတိုက်သည်ဟုယူဆကြလေသည်။မတပြားအုပ်စုများမှာတနေရာတွင်မကြာခဏဆောင်ကြသည်။လူစုံတက်ဆုံတော့မဟုတ်ထိုနေရာတို့ရောက်ွင့်ကြုံသူများသာဖြစ်သည်။ ထိုအခါတွင်တယောက်နှင့်တယောက်အတွေ့အကြုံချင်းဖလှယ်ကြသည်ဝိုင်းရင်ပြီးသူတွေကလည်းနုနယ်သေးသူတွေကိုသင်ကန်းသာပေးကြသည်ခါရီဓာရီနဲ့မတို့နဲ့မတူတဲ့ကိစ္စကတော့သူတို့ကလူအုပ်စုတောင်းမှကောင်းတာမတို့ကြတော့လူနည်းလေကောင်းလေပဲလားသုံးနှစ်ယောက်လောက်ပဲကောင်းတယ်ကောင်းဆုံးကတော့တကိုယ်တော်ပဲမတို့လိုလူမျိုးဆိုတာကကိုကကျူးရင်ကိုဒူးတော်ယုံရတာမဟုတ်ဘူးစကားဖြစ်ပြောတာမဟုတ်ဘူးကိုလူတို့တကယ်ကွာတခါကငါအင်တိန်ဝင်ကိုရင်းကစပွဲပေါ်တင်ထားတဲ့ပကံကို ဒူးနဲ့ဝင်တိုက်မိလို့ပန်းအုပ်ကကြကွဲရောအင်ရှင်တွင်နိုးလာလို့မနှဲလို့အောင်ပြေးခဲ့ရတယ်။တကိုယ်တော်ဘားကျန်ကပြောလိုက်သည်။ဘားကျန်ဆိုသောနာမည်မှာသူ့နာမည်ရင်းတော့မဟုတ်။သူ့နာမည်ရင်းကိုဘသူမှမသိကြချင်။သူသည်အလောက်ကလေးဖြစ်လို့ငွေရားကလေးရှိပြီဆိုလျင်သုံးလိုက်ဖြုံးလိုက်နဲ့နေတတ်သည်။ဘဲကစားဝါသနာပါသည်မကောင်းသောအလုပ်ဖြင့်ရသောပဆန့်သည်မကောင်းသည့်နီးနှင့်ပင်ကုန်တတ်သည့်တဘာဝအတိုင်းအမြဲလိုလိုဖယ်ရှုံးတတ်သည်။ထို့ကြောင့်လဲသူသည် အမဲလိုလိုပိုင်ကြနေတတ်သည်တို့ဖြင့်သူနမည်ဘာကြိုင်တွင်လာခြင်းပင် သူသည်အာလုံးထဲတွင်ဝါရင်ဆုံးအသက်ကြီးဆုံးဖြစ်၏50နီးပါးပင်ရှိနေပြီတကယ်ဆိုရင် သူဒီအသက်ရွယ်နှင့်ဒီလှုပ်လှုပ်ဖို့မကောင်းတော့ဒီလှုပ်ဆိုတာကလည်းကြော်ဟဲလွားဟဲပြေးဟဲနဲ့တွက်လက်ဖြက်လက်နေမှကောင်းတယ်မဟုတ်လားသူနဲ့တတူရွယ်သူခစ်ပြိုင်နေဆိုရင်တချို့လည်းအမြင်မှန်ရပြီးကောင်းရောင်းကောင်းဝယ်လုပ်ကင်စားကြတချို့လည်းအခြားပြမှုမျိုးစုံနဲ့ ထောင်တန်နှိရှိကြခံနေကြရသည်သူသာလျင်ဒါမယတန်ရောစင်ကလည်းမရှိသုံးလွယ်ဖြုံးလွယ်သဖြင့်ကုန်ခန်းသွားလိုက်ဂျန်ဖန်လေးပြန်လုလိုက်သဖြင့်ဒီတန်နေရာထဲမှာလုံးလည်းချလဲလိုက်နေတော့တကိုးဆိုတာဘယ်တော့မှလက်နဲ့မကင်ရဘူးကွာလက်နဲ့ဆိုတာလက်ထဲမှာအသင်ရှိနေရင်အေးကြုံလာတဲ့အခါသုံးမိမှာပဲတမှုကနေနမှုဖြစ်အောင်လောက်တာနဲ့အတူတူပဲအကောင်းဆုံးကအံမုံမပေါ်ရင်ထွက်ပြေးပြေးပေါက်မရှိပဲဖြစ်နေရင်တာတကြီးဘန်းခံလိုက်ဝိုင်းရိုက်တော့မယ်ဆိုရင် မရှိလို့လှုပ်ရှားရတာပါ냐ပါဆိုပြီးတနာလောက်အောင်ပြောအင်းရှင်ကိုရံမမှုဝင်းစင်နေကွာငါတငယ်ချင်းတယောက်ဆိုရင်အင်းရှင်ကမိသွားတာကိုဓာတ်နဲ့ထိုးတက်လိုက်လို့ထောင်နဲ့20ကျသွားတယ်ဟုဩဝါဒပေးတတ်သည်ကိုဘတိုင်ပြောတာမှန်တယ်ဗျတယောက်ကထောက်ခံလိုက်သည်ဟုတ်တယ်ကိုကကျူးရင်ကို့တူးတော်မယုံအောင်ဆိုတာတိတ်မှန်နေမဟာကာဘောလိတ်ကဝင်ပြောသည်ဤဖြစ်သူဆူလာကာဘောလိတ်ကသူ့ကိုကိုမျက်တောင်တီးကြီးနဲ့မချေမနှက်ကြည့်လိုက်သည် သူတို့ညီကိုဒီတကောတာဖြစ်မလာဘူးဆိုရင်လေးပြန်တီထွင်သူ right ညီနောင်လိုကြော်ချောင်းကုန်းကြော်ချားလာနိုင်ပြီသည်သူတို့နှစ်ယောက်ကအဆောက်အုံတစ်ခုအတွင်းတို့ဖောက်တွင်းဝင်ရောက်ရာတွင် ပစ္စည်းကရိယာအမျိုးမျိုးကိုတုံးပြူခြင်း၌အလုံးဝါဒနာထုံ၏ညီဖြစ်သူသည် နိုင်ငံသားရုပ်ရှင်ကားများထဲမှအထူးထူးသော ပစ္စည်းကရိယာစံတို့ကိုတုံးပြီးဗန်ကြီးတွေရတနာတိုက်ကြီးတွေကိုဖောက်တွင်းသည့်စောရမင်းသားတွေကိုအလုံးအားကြသည်သို့သောသို့သောနည်းဖြင့် ကြီးကြီးကျယ်ကျယ်ကိုးယူသောလူတယောက်အကြောင်းဖြစ်သည်ဒိုင်ယာဘောလစ်စကားအကြောင်းကိုမကြာခဏတဖွားဖွားပြောသည်ဒိုင်ယာဘောလစ်ဖြစ်ခြင်းဤထို့ကြောင့်သူကိုဒိုင်ယာဘောလစ်နှင့်ခတ်ဆင်စဉ်ကာဘောလိတ်ဟုခေါ်ကြခြင်းဖြစ်သည်သူကအငယ်ဖြစ်၍ဆုနာကာဘောလိတ်သူ့ကိုယ်ကိုမဟာကာဘောလိတ်ဟုခေါ်ကြ၏သူတို့ညီကိုနှစ်ယောက်သည်တောသူအမျိုးမျိုးလူမှုများမှန်ပြတ်စိန်သောတန်ဖြတ်ကကြေစသည်တို့ကိုကျွမ်းကျင်စာအသုံးချတတ်သည်ထို့ပြင် သူများတွေမတုံးမှုသေးသောနီးများကိုပင်တီထွင်သုံးပြုတတ်သည်။အောင်မြင်ခဲ့တာတွေလည်းရှိသည်။သတို့ဆိုင်ဆိုင်ကို ဖောက်ထွင်းဝင်ရောက်ဖူးသည်။ဆိုင်ရှင်ကသူ့ဆိုင်၏လုံခြုံမှုကိုအထင်ကြီးထားပုံရ၏။ဖြစ်နိုင်လောက်သည်။တကားကတန်တကားဖြစ်သည်။ဘလုံးမဖောက်ထွင်းမှုမလွဲ။တနည်းပဲရှိသည်။ဆွဲတကားဖြစ်၍အောက်ခံဘင်းကိုမြောင်းနဲ့ကလွတ်အောင်မပြီးအန်လွဲအောင်လုပ်လူတကိုယ်စားဝင်နိုင်အောင်ဟရရပြီ။ဒါကလည်းအတော်မလွယ်သည့်ကိစ္စ။တန်တကားကြီးကိုဆွဲမှဖို့လူရင်အားအ ਨੇ ဆုံး၁၀ယောက်လိုမည်။ လူနဲ့နဲ့တိတ်တိတ်ဆိတ်ဆိတ်လိုအမိကိစ္စမှာလူ၁၀ယောက်လောက်ဟေးဟာဗီလီဆက်អော်ပြီးလုံနေလို့ပဲဖြစ်မလဲတို့ရရင်တို့ညီကို၂ယောက်တည်းနဲ့ဖြစ်အောင်လုပ်သွားသည်မော်တော်ကားကြိုက်ထောက်ရရင်သုံးတော့ကြိုက်ကိုအသုံးပြုသည်လေးကားတန်ရှိသောကားကြီးတွေပင်မြောက်ကျသွားအောင်ကြိုက်ထောက်လို့ရသေးတာတန်တကားလောက်တော့အตาကလေးပင်တို့အောင်မြင်သည်မြုံမြုံမြက်ကလေးစားလိုက်ရသည်တို့ဖြင့်နောက်တစ်ချိန်အကြံကြီးကြံကြပြန်၏ဒီကားပို့ပြီးအမှုစိတ်သည်ပစ္စည်းကရိယာဆောင်အောင်ယူသွားရသည် ရေသုံးသက်မော်တာကိုဝင်ဖြုတ်ကြမည်ဖြစ်သည်ဂျော်ဒင်စနီးနာထားချက်အရတည်ထားသည်။မှာမော်တာကဂျပန်လုံအသစ်ဆက်ဆက်ဖြစ်သည်အပြင်စိ9000လောက်တန်သည်ညလူဂျေတိတ်ချိန်တွင်သူတို့ညီနောင်ချန်ဒီယိုနာကတ်သွားသည်တန်ဆူဂျိုအဟောင်းနှင့်ယော်တီယော်ရဲ့ကာထားဖြင့်တိတ်မခတ်ခဲပဲဝင်နိုင်သည်ညီဖြစ်သူကာဘောလိုက်ကနိုင်ငံသားရုပ်ရှင်ကားတွေကလူမျက်နှာတွေလက်တွေဆေးမဲချေဖို့အကြံပေးခဲ့သေးသည်အကိုကမလိုပါဘူးကွာ ငါတို့အသားကငကိုယ်တွေကမဲပြီးသားပါဟုပြေချသည်တို့တိုင်အောင်မိကာဘောလိုက်ကဇာကင်နှက်ပြာရောင်နှင့်ဘောင်းမီအနှက်ရောင်ကိုဝစ်ပြီးကင်းဘက်ဖက်နှက်ကိုလည်းဆေးမဲတုပ်ရစီလာခဲ့သည်ခါမှသူကိုယ်တိုင်တီထွင်သားသောခပတ်ပလယာဝတ်ဥလေလွန်သွားစသည်တို့ကိုသူ့ညာနဲ့သူထဲ့တာချိန်ထားနိုင်သည်ကြောကုန်းမှာတော့ဒီနေ့ကိစ္စအတွက်အရေးပါဆုံးဖြစ်သည့် gas ဘူးသူကိုယ်သူရေငုပ်သမားတယောက်နဲ့သူတည်ဟုထင်ပြီးအတော်ကျဉ်းနေပြီသည်အုတ်တိုက်အဆောက်အုံငယ်ကလေးစီတို့ ကျွမ်းကျင်တိတ်ဆိတ်စွာပြေးကပ်လိုက်ကြသည်အရေးကြီးဆုံးအပိုင်းကတကားကိုဖွင့်ဖို့ပင်တောယုံတောင်နှင့်ဖွင့်ဖို့မလဲတမတ်နီးပါးဒူးရှိသည့်တန်တကတော့ကလည်းအမကန်တော်ကြီးတို့ရရင်ကိစ္စမရှိသူတို့မှာပစ္စည်းကရိယာတွေပါသည်အကိုဖြစ်သူကလက်တို့လိုက်တော့အခါညီကတန်တွင်အငယ်စားလေးဖြင့်ကလန့်လိုက်သည်တော့ကွင်းပြုတ်ထွက်သွား၏ညီဖြစ်သူကဝမ်းသာအားဖြင့်စိတ်လောကြီးပြီးတော့ကိုဖြုတ်ရန်လှမ်းလိုက်သည် အောက်မလေးဗျာလက်မီအော်သည်ဘာပြောကောင်းမလဲဗျာ ခွေးပြေးဝက်ပြေးပြေးလိုက်ရတာဘဲနဲ့ဗျာဂမီးတောင်နဲ့တလောက်အပူပေးထားတဲ့တော့ကိုသွားကင်တာကိုဒီကောင်ကအဲ့လောက်စိတ်မချရတာမဟာကာဘောလိုက်ကသူ့ညီကိုအပြစ်တင်နေဖလာကာဘောလိုက်ကလည်းအမန်မင်းကရောကလူတွေနိုးပြီးထားလိုက်တော့ကိုလူယုံပြီးတောက်တဲ့ပြေးရမဟုတ်လားငါမှသာကပူးကြီးကတစ်ဖက် ပစ္စည်းကရိယာတွေတိုးလို့တွဲလောင်းနဲ့အထွက်မှာကပတ်ကတန်ဆူးချိုးနဲ့ညှိပြီးကနန်းလက်မတစ်ခုပလဲယာတစ်ခုကြံခဲ့သေးတယ်ကိုကမရတဲ့အပြင် ကိုစီကပစ္စည်းအောင်ပြန်ပါသွားသေးတယ်ဖိုးတော်ကသူတယောက်တည်းသာရေတက်တော့တကြီးကြီးအတန်ဖြင့်ရေလိုက်သည် ထို့ကြောင့်ပင်သူကိုပရင်ဟုခေါ်ကြခြင်းဖြစ်သည်မင်းတို့ညီကိုနှစ်ယောက်ကတိတ်မထူးပါဘူးကွာဘူပုံမြင်ရှိပါရောလားဂျင်းချင်းနီနောင်လေလေမွန်တိုင်းကြပြီးတကွဲစီပြန်သွားတာတကောင်ကသူတော်ကောင်းရတဲ့ကြီးစီရောက်ပြီးတကောင်ကလူတို့ဒီစီရောက်သွားတာလीမင်းတို့ညီကိုတွေကြတော့လေမွန်တိုင်းတိုက်ရင် လူသိုးတွေစီဟိုကြီးနှစ်ကောင်သလုံးတူးထက်ငါဥအောင်ပြန်ကြမယ်ကောင်တွေညီကိုနှစ်ယောက်ကပရစ်ကိုတယောက်တခုံးစီပြပြနဲ့နဲ့ဆဲလိုက်သည်ဆေးဘောလိုက်တိုလေးကိုဖွာ၍နှင်းရင်းလဲနေတော့မော်ဆရာကထားထိုင်လိုက်ပြီအင်းကိုနဲ့ဖော်ခေါ်သွားတဲ့သူကအတုံးမကြရင်ပြဿနာဖြစ်တယ်ဆိုတာမှန်တယ်ကာတလီကြတော့လဲအဖော်မပါပဲတယောက်တည်းခံရတတ်တယ်ကွာမော်ဆရာသည်ဝါထရန်ကိုအသာဖြဲ၍ရှုံဝင်လိုက်သည်အိမ်ထဲရောက်ပြီး လက်မောင်းမှခြေသားသောလက်ပွဲကိုစမ်းကြည့်သည်ဒီလက်ပွဲကအလွန်ဆွမ်းသည်လက်ပွဲအဆွမ်းကြောင့်တုံတန်ရုံဖြင့်သူ့ကိုလူတွေမမြင်နိုင်ဒီညအဖို့ပိုအောင်မမြင်နိုင်မိတွေပြတ်နေသည်သူကခြေတန်းကိုလုံအောင်ထိမ့်ပြီးနေရာရွှေ့လိုက်သည်မောင်းထဲမှာမျက်စိကျင်သာရအောင်ခဏဆောင်သည်ညအမောင်းမှာကြည့်နေကြမှုအမြင်အာရုံကခဏချင်းမှထပ်မြက်လာသည်လေးလေကအိမ်မဝင်မိသလိုလုံနဲ့လေးလာထားခဲ့သည့်အတိုင်းကဆက်ကစပွဲပေါ်မှာရှိနေသည်ထိုနေရာသို့အသာကလေးရွှေ့လာသည် ကဆတ်ရှိရာလက်အလန်းလိုက်တွင်ဟဲ့ကောင်မလုံနဲ့တုံငနေဖြစ်သွားသည်အင်ရှင်နိုးနေပြီခွေးမသာမင်းဝင်လာကလေးကတိလို့စောင့်နေတာကွအင်ရှင်သည်သူနဲ့လင်းကားပေအကွာမှာရက်နေသည်လက်ထဲမှာတခုခုရှိကြောင်သူခံမှန်းမိသည်တမြောင်ဖြစ်မိမူရင်းရေးသားသူဆရာမင်းလူနေတင်ဆက်သူမြန်မာစတိုရီဟပ်သူအားလေးစားစွာဖြင့် credit ပေးပါရခင်ဗျာ